ရီးမီးယားလိအဖွဲ့ချုပ်ဟာအော်တဝါလပရီးမီးယားလိအကောင်းဆုံးဆုအတွက်ဇာတ်တင်စင်ရင်ထုတ်ပြန်ခဲ့ပါတယ်။အကောင်းဆုံးကစားသမားဆုအတွက်ဇာတ်တင်စင်ရင်မှာအက်စတန်ဗီလာကမက်ဒီကက်ရှနျူကာဆယ်ကဂီမာရေးစ်မန်စီးတီးကဟာလန်ဘုံမောက်ကခရူဘီမန်ယူကအန်ဘိုမိုစန်ဒါလန်ကမူကီလီဘရန်ဖို့ကတီယာကိုနဲ့ အာဆင်နယ်ကတင်ပါရို့ပောင်းဝင်ခဲ့ပြီးဟာလန်ကလွှဲရင်ကျန်တဲ့ကစားသမားတွေကဒီယာဒီမှာလအလိုက်အကောင်းဆုံးအဆုရရှိဖို့ခြင်းမရှိသေးတာဖြစ်ပါတယ်။အကောင်းဆုံးနည်းပြဆုအတွက်စကားတင်စီးရင်မှာတော့အော်တိုဝါလာအတွင်းပရီးမီးယားလိသုံးပွဲစလုံးအနိုင်ရခဲ့ကြတဲ့မန်ယူနည်းပြအာမရန်၊အာဆင်နယ်နည်းပြအာတီတာ၊အက်စတွန်ဗီလာနည်းပြအွန်နိုင်းအမရီရိုနဲ့အတူဘုံမောက်နည်းပြအိုင်ရာအိုလာတို့ပောင်းဝင်ခဲ့ပြီးလေးဦးစလုံးဟာဒီယာဒီမှာလအလိုက်အကောင်းဆုံးနည်းပြဆုမရဘူးသေးတာဖြစ်ပါတယ်။ အကောင်းဆုံးသွင်းခိုးဆုအတွက်စကားတင်စီရင်မှာတော့ဆမ်မင်ညို Justin Clivers, Kaisi Do, Chauna, Border Medi, Buendia, Sala, Flamin တို့ပါဝင်ခဲ့ပါတယ်။အကောင်းဆုံးကောက်ွယ်မှုဆုအတွက်စကားတင်စီရင်မှာတော့ Roef, Mazel, Sanjon Stone, Dean Henderson, Dubrica, Vicario တို့ပါဝင်ခဲ့ပါတယ်။ပရိသတ်တွေအနေနဲ့ဒီစုတွေကိုမဲပေးမှုကို Premier League website မှာနိုဝင်ဘာ3ရက်နေ့အထိပြုလုပ်နိုင်မှာဖြစ်တယ်လို့သိရပါဗျ။